ထိုင်းနိုင်ငံစမုစုံကရံခရိုင်မေခလာမြစ်အတွင်း၄နာရီကြာရေးတဲ့မျောပါနေတဲ့ထိုင်းအမျိုးသမီးတဦးကိုမြန်မာလုတ်သားတဦးကကယ်တင်လိုက်တယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြထားပါတယ်။အော်တိုဘာတရက်ည၁၀နာရီလောက်က အသက်၅၂နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီးဟာမြစ်ကန်ဆက်မှာပလင်းခွန်တွေကောက်နေရင်ရေထဲမတော်တဆပြုတ်ကျသွားတာဖြစ်ပြီးငကိုပြုတ်ကျတဲ့နေရာကနေ3ကီလိုမီတာအကွာအဝေးကိုမျောပါသွားကရေထဲမှာ၄နာရီကြာအောင်မျောနေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ရေထဲမှာမျောပါသွားတဲ့ထိုင်းအမျိုးသမီးဟာမြစ်ထဲမှာငါးဖက်လေတွေကိုအော်ဟိတ်အခုအညိတောင်းပင်မဲ့လေတွေကအလွန်ကြီးတာကြောင့်အဲ့ဒီမျိုးသမီးရဲ့အခုအညိတောင်းတန်ကိုမကြားဘူးလို့သိရပါတယ်။ ဲ့ဒီနောက်မြမလူမျိုးအလုံးလုံးတဲ့နေရနာကငါးဘက်လီနာအရောက်လှေကနေကျိုးကိုဆွဲထားရင်းနဲ့အော်ဟဲ့အခုအညီတောင်းခံခဲ့ရကနေမြမလူသားကတွေ့ရှိပြီးကမ်းပေါ်ကိုဆွဲတင်ပေးခဲ့တယ်လို့သိရပါတယ်။မြမအမျိုးသားလှုပ်သားတော်ဒီကလည်းသူမြစ်ကမ်းမှာအလုံးလုံးနေရင်အော်ဟဲ့အခုအညီတောင်းတန်ကြတော့ပထမတော့တရေချောက်နေတာထင်နေပေမဲ့နောက်တော့မှတိတ်ချစစ်ဆေးလိုက်တော့ ငါးဖက်လီတစ်ခုရဲ့ကျိုးကိုစုပ်ကန်ရင်းအသက်ရှင်မှုစ조사နေတဲ့အတော်ကြီးကိုတွေ့တာကြောင့်သူ့တငယ်ချင်းတွေကိုအမြန်ခေါ်ပြီးဆွဲတင်ကနက်နက်တုပ်ပေါ်ပေးခဲ့တယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြနေပါတယ်အခုလိုထိုင်းအမျိုးသမီးကိုမြန်မာအလုတ်သမားအနေနဲ့ကုညီကဲတင်ပေးတာနဲ့ပတ်သက်ပြီးထိုင်းလူမှုကွန်ရက်တွေမှာမြန်မာလုတ်သားကိုခြိကျူးပြောဆိုနေတာတွေ့ရပါတယ်။ကျမကတော့စိတ်မှ